ဟိုဘိုးစားလေးမိန်းမတွေဖြစ်တာပေါ့နော်အပြိုရဲအိုရဲမဟုတ်ပါဘူးသိလားတချို့ဆိုလေတအိမ်မှာအလုံးတဲတာတွေပါလေဆိုအပြိုကြီးတွေဖြစ်တာပဲလေနော်ဟိုဖြစ်ကြတာလေဆိုတော့ကျမကဘလောက်လောက်ရှိလဲ10နှစ်လောက်ရှိပြီပေါ့အဲ့ဒီရင်ဘတ်မှာအကျိတ်အကျိတ်ဖြစ်တာအကျိတ်ကကျမအသားချိန်မဟုတ်ဘူးအစီချိန်မဟုတ်ဘူးအရေးအရေးအိတ်အရေးအိတ်ဖြစ်တော့ အဲ့ဒါဘာရင်မဟုတ်ဘူးသူများကလေရင်သားကင်ဆာဖြစ်တယ်ဘာညာဆိုတော့ကိုယ်လည်းကြောက်ပြီးတော့မှလေဟိုဆန်းဒီဆန်းနဲ့ခဲခဲလေးတွေခဲခဲလေးတွေနဲ့တွေ့ရဲဆိုအဲ့နဲ့သွားပြီးတော့မှဆန်းတဲ့ခါကျတော့ဆရာမမပြောတယ်ထားလဲဘာမှဖြစ်ပါဘူးတဲ့ဒါပေမဲ့ဟိုသွေးဆုံတဲ့အချိန်တွေပါကြရင်တော့ hormone changes တွေပါဖြစ်သွားပြီးရင်တော့ဒါကကြတော့တွက်ဆလို့မရတဲ့ကိစ္စပေါ့အဲ့တော့ညီမလေးထားချင်လားထုတ်ချင်လားပေါ့ဆိုတော့အဲထားရင်အဲ့လိုမျိုးကြီးနဲ့စိတ်ကြီးကနောင်နောင်နေနေနေရမှလीเนาะဆိုတော့ထုတ်မယ်ဆိုအဲ့နဲ့ထုတ်တာပေါ့ပထမတစ်ချိန်ကျမ၅ချိန်ခွဲထားရတယ် ်ရှင်ဘက်၅ချိန်ခွဲထားတာပေါ့နော်၅ချိန်ခွဲတဲ့ခါကျတော့ဟိုဘာဖြစ်လဲဆိုတော့ကျွန်မထုံစေးမထုံတတ်ဘူးထုံစေးမထုံတတ်တဲ့ခါကျတော့ပထမတစ်ချိန်ပထမဆက်ဆက်ချင်း operation အမှန်မှန်တော့ဒီရင်ဘက်ထက်ကဒီအကျိတ်ကလေးတွေအေးအိတ်ကလေးတွေအကျိတ်ကလေးတွေထုတ်တယ်ဆိုတာ minor operation ပဲကျမတို့ထုံစေးလောက်နဲ့နေရတယ်ကျမထုံစေးမထုံတတ်တဲ့သူဖြစ်တဲ့ခါကြတော့လေမိစေးတုံးရတာပေါ့နော်အဲ့ပထမတော့ကကျတော့ထုံစေးတုံးလက်ဆဆိုတော့မိစေးကတုံးလို့မရတော့ထုံစေးနဲ့ဆိုတော့ ခွဲသမျှတိနေတာတိလာဓာတ်နဲ့တိရတိရကိုအဲ့လိုတိမီးဒီလိုဒီလိုမီးဒီလို short တိုက်ရတာလေးရှိရလေအညွန်နဲ့နေဆိုတော့အကုန်တိ short အကုန်အကုန်အကုန်နာတာပေါ့နော်ခံရတာပေါ့ခံရတဲ့ခါကျတော့အာနောက်အကျိန်နေကြတော့ဆီယမကလည်းလန့်သွားတာပေါ့လန့်သွားတဲ့ခါကျတော့မီးစင်းနဲ့ပဲခွဲဆိုတော့ကျမလည်းတော့ကျမမိသွားရင်ပြီးရောလုံချင်တယ်လို့တော့လုံဆိုတော့ခါကျနောက်ပိုင်းကျမမီးစင်းကိုလည်းကြောက်ရတာလေနော်အဲ့တော့မီးစင်းနဲ့ ွဲဆိုတော့ငားကခွဲထားတယ်ဒီဘက်ဆိုဒီဘေးတွေရောဒီအောက်တွေရောဆိုတော့တစ်ဖက်နဲ့တစ်ဖက်နဲ့လည်းမညီတော့ဘူးပေါ့မညီတော့ဘူးဆိုတာအထဲထဲကနေအများကြီးတီးထုတ်ပြရတာပေါ့နော်သူကပြောတယ်ဘာဖြစ်လို့ခဏခဏပွားနေလဲဆိုရင်အဲ့အရေအိတ်ကနည်းနည်းလေးပေါက်ပြီးကျန်နေရင်အဲ့ဒါနေပြန်ပွားအဲ့ဒါနေပြန်ဖြစ်ပြန်ဖြစ်ဆိုတဲ့ခါကျတော့ညံ့ညှီးလိုက်မယ်နော်တဲ့ဆိုတော့ရတယ်လှီးနောက်တစ်ခါဒဏ်ရာပေါ်မယ်နော်ဒီဘက်ဆိုဒီအပေါ်မှာလေဒီလိုမျိုးလီရင်ပြန်ကြီးလိုမျိုးဖြစ်နေတာပေါ့နော်ဒီလိုမျိုးလီရင်ပြန်လိုမျိုးဒီလိုမျိုးအဲ့လိုဇောင်းကြီးတွေဒီဘက်ဘေးဇောင်းကြီးအများကြီးပေါ့လေငါးချက်ပေါ့ ငါးကခွဲထားရအောင်ငါးချက်ဆိုတော့အဲပြီးရင်အထင်းထဲမှာရင်သားကကျတော့အစီဆိုတဲ့ခါကျတော့အပားပြန်မပြေဘူးပေါ့ပြန်မပြေတဲ့ခါကျတော့လေဂလိုင်းဖြစ်နေတာပေါ့နော်ဂလိုင်းဖြစ်နေတယ်ဂလိုင်းဖြစ်နေပြီးတော့မှ ဟိုဆိုတော့ဆရာမပါပြောလဲဆိုတော့အနာအမာရွတ်တော့ရှိမယ်နော်တဲ့အမာရွတ်ရှိတော့တဲ့ဟိုစားတယ်ဖြည့်ရဲ့လားတဲ့အမာရွတ်ရှိရဲ့တဲ့ဆိုတော့အာဆရာမရဲ့ကျမတို့ကဒီနေရာအမာရွတ်ရှိတော့ဘာဖြစ်တုံးဘာမှမဖြစ်ဘူးဆိုတော့မဟုတ်လေရေကူးဝတ်စုံနေပါလေဝတ်လို့ရှိလို့ရှိရင်လည်းအမာရွတ်ပေါ့ရေကြီးကလည်းတိုင်ကြီးတဲတောင်မခတ်ထပ်ဘူးဆရာမတို့ရေကူးကန်နေလေကျမအာအာသိမ့်နေရအဲသိမ့်အဲ့လိုရေကူးကန်နေဟိုဓာတ်ပုံရိုက်ချင်လို့တာရဲ့ရေကူးဝတ်စုံဝတ်တဲ့ဟာမျိုးပဲရှိမယ်ရေကူးနေတဲ့သူမျိုးကတော့ကျမတို့တိုင်ကြီးတဲတောင်ရေမကူးတတ်တဲ့သူကိစ္စ စားမရှိဘူးရေဟိုဘယ်လိုခေါ်မလဲဝက်လေကူးလေဝက်လေအဲဒံယာပေါ်လို့မလို့မှရှက်ရအောင်လဲဘာမှမဖြစ်ဘူးဆီအမဘာကိစ္စမရှိဘူးရတယ်ခွဲဆိုအဲ့လိုခွဲထားရတာပေါ့အခုကတော့ဘာဖြစ်လဲဆိုတော့7နှစ်လောက်ရှိပြီချုပ်ရိုးစာလေးထွက်လာဒီဒီဒီနားလေးရရဲ့ဒီအောက်ကရဲ့ချုပ်ရိုးစာလေးထွက်လာနှစ်ရက်လောက်ရှိပြီหนีပြီးတော့มาချုပ်ရိုးစာလေးထွက်လာလက်ထက်ကနေအဲ့လေးဒီလိုလေးစူးတယ်လို့မျိုးလေး အဲဟိုတစ္ဆာဆူးတယ်လို့မျိုးလေးဆူးဆူးလေးဖြစ်ပြီးထွက်အဟိုတနေ့အမဲစတစားထွက်သွားတယ်အဲနောက်တစ်ခါမနေ့ကလည်းထွက်တယ်အဲနောက်ဒီနေ့ကတော့ညတော့အဲ့ဒါမရဘူးတဆိုပြီးကျွန်မအဲ့လိုအတင်းတလို့လေးလုတ်ပြီးတော့မှစာကနာနဲ့လိုမျိုးဒီလက်သေးတလို့ပါအောင်လေအဲ့လိုလေးနဲ့ဆွဲပြီးလုတ်လိုက်တော့စတော့မရှိတော့အနအနာလေးလို့အထဲထဲမှာတစ်ဆူးတယ်လို့လေးဆူးနေတော့အနာလေးလိုမျိုးဖြစ်သွားပေါ့နော်ဒီလိုအဲ့ချုပ်ရိုးထွက်လာတဲ့နေရာလေးတွေကအဲ့သူများကတော့လေအကုန်လုံးကလည်းအဲ့လိုဖြစ်တတ်ပါတယ်လို့ပြောအခုတော့နည်းနည်းလေးချုပ်ရိုးစားမရှိဘူးဟိုတက်တော့ကျွန်မလေးချင်ချင်နေအရင်လောက်တာလေ ဒိုက်ထိုးတာမျိုး push up လေးအဲ့လိုမျိုး wall push up တွေလုပ်တာတွေနောက်တစ်ခါ car vc ရဲ့ draw ခကြတော့အောက်ကနေပြီးတော့မှ corset ဝတ်ပြီးတော့မှဆိုတော့ brassia နှစ်ထပ်လိုမျိုးဖြစ်သွားတာပေါ့နော်အဲ့လိုတင်းကျက်ပြီးတော့မှအဲ့လိုဖြစ်တဲ့ခါကြတော့အားကြောင့်မို့လို့ねဖြစ်တယ်နဲ့တူပါအခုလေ့ကျင့်ခန်းလည်းရက်ထားရတယ်ပိန်အောင်လုပ်တော့မယ်ဆိုရင်အဲ့လိုပဲအနှောင့်ရှက်အတားဆီးအဖြတ်မောက်တွေရန်ပိုးတယ်လေ့ကျင့်ခန်းนี่အင်တိုင်းအားတိုင်းလုပ်တော့မယ်ဟိအားတခါနဲ့ဘလို့တွေလုပ်တိုက်တော့မယ်ဟိဆိုရင်အဲ့လိုအနှောင့်ရှက်အခုအဲ့ဒါကာဗီလည်းမစီးရအောင် နောက်တစ်ခါလေ့ကျင့်ခန်းလည်းခဏနားထားရတယ်အဲ့လိုဖြစ်တယ်အဲ့လိုကျွန်မလှတော့မယ်ဆိုရင်အဲ့လိုပဲအနောက်ရှက်တွေကပေါ်လာပြီအဲ့တော့အခုတော့ချိုးရွှေစာလေးတော့နည်းနည်းဖြစ်သွားပြီပေါ့လေဒီရပိုင်းအဲ့ဒီဝေဒနာလေးရှုပ်နေတာအဲ့ဒါ